ဟယ်လိုမင်္ဂလာပါသားတို့တမလို့ရေတကယ်တို့ဒီနေ့တော့ဆံမျက်နှာ28ကနံပါတ်9ကိုတွားလိုက်ကြရအောင်နော်โอเคအဲ့တော့ဆံမျက်နှာ28ကနံပါတ်9ကိုကြည့်ရအောင်အဓိကမေးခွန်းနံပါတ်9ဒီချက်မေးခွန်းလေးဖတ်ပြပါမယ်နော်မူလကကျက်ဥ24လုံးရှိတယ်အဲ့ဒီတဲက6လုံးကို ချက်စားလိုက်တယ်ကျက်ဥဘယ်လောက်ကျန်မလဲ ောက်တစ်ခါပြန်ပြောပြပါမယ်မူလကကြက်ဦး24လုံးရှိတယ်အဲ့ဒီတဲက6လုံးကိုချက်စားလိုက်တယ်ကြက်ဦးဘလောက်ကြံမလဲဟုတ်ပြီအဲ့ဒီပုတ်စာအရာဒီမိကွန်းနံပါတ်9အရာတီချေတို့အောက်ကပုံလေးမှာလိုအပ်တဲ့ဂိမ်းလေးတွေကိုဖြည့်ရအောင်ဟုတ်ပါပြီအဲ့တော့မူလကကြက်ဦးဘယ်နှလုံးရှိရလဲ 24လုံး24လုံးอ่ะဒီအစာနေအဆုံးထိ24လုံးပါရှင်အဲ့ဒီတွေကဘယ်နှလုံးချက်ဆောင်လိုက်တာလဲ6လုံး1 2 3 4 5 6လုံးချက်ဆောင်လိုက်ပါတယ်โอเคဒီနေရာမှာဘယ်လောက်ကျန်တယ်လဲရေးကြည့်ပါအောင်7345689101112345လုံးကျန်ပါတယ်ရှင်ဒီပုံလေးကိုသဘောပေါက်ပါသလားအဲ့တော့ဒီပုံလေးကဒီချေရူ grade 1မှာတည်းကဒီ ုံလေးရုပ်ပြပုံလေးရေးနေတဲ့ချေရူတွေကတင်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့မင်းတို့တွေကနားလည်ပါလိမ့်မယ်နော်ဟုတ်ပါပြီအားဆိုလို့ရှင်ဒီမှာဆိုရင်ဒီပုံအရာဒီချေရူက24မူလကရှိတာကကျအုပ်24လုံး6လုံးချက်စားလိုက်ပါတယ်အဲ့တော့ကျန်တာက15လုံးဖြစ်ပါတယ်အဲ့ဒီပုံကိုကြည့်ပြီးတော့ဒီချေရူညီမြချင်းရေးကြရအောင်ဟိငကူတွေကတီရှိတာကဘယ်လောက်လဲ24 အဲ့ဒီတဲကဒီချေတို့ဘယ်နှလုံးချက်စားလိုက်တာလဲ၉လုံးချက်စားလိုက်တယ်ဆိုတော့၉လုံးနှုတ်လိုက်တာပေါ့အဲ့ဆိုလို့ရှိရင်ဘယ်လောက်ကြံတယ်လဲ 25လုံးဒီပုံကိုကြည့်ခြင်းအဖြစ်ဒီချေတို့ဒီညီညာချင်းကိုရေးနိုင်ရပါမယ်เนาะ24အနှုတ်ကိုအငီး25အဲ့တော့ဒီချေတို့ကျုပ်အားလုံးဘယ်နှလုံးကျန်တယ်လဲ25လုံးကျန်ပါတယ်เนาะအဲ့ဒီမှာ24ရဲ့ဒီအနှုတ်လက္ခဏာလေးရဲ့အရှိကဂိမ်းရဲ့နေရာရဲ့နာမည်ကဘာလဲဆိုလို့ရှင်တီဂိမ်းဖြစ်ပါတယ်ရှင်တီဂိမ်းငကိုရဲကတီရှိနေတဲ့ဂိမ်းဒီကအဲ့ဒီတည်းကနေပြီးတော့အနှုတ်လက္ခဏာရဲ့အနောက်ကဂိမ်းရဲ့နေရာရဲ့နာမည်ကသူကနှုတ်လိုက်တဲ့ဂိမ်းမို့လို့သူကနှု ုတ်ကင်းဖြစ်ပါတယ်ရှင်အဲ့တော့အညီရဲ့ဒီဘက်ကကြတော့ရလက်တီဖြစ်ပါတယ်နှုတ်လို့ရတဲ့ရလက်မို့လို့သူကနှုတ်လက်ပြန်ပြောပါမယ်ဒီနေရာလေးကအနှုတ်လက္ခဏာရဲ့အရှိကကင်းရဲ့နေရာကဘာတူလဲဒီကင်းနာမည်ကဒီကင်းအနှုတ်လက္ခဏာရဲ့အနောက်ကကင်းရဲ့နာမည်ကနှုတ်ကင်းအညီလက္ခဏာလေးရဲ့ဘေးကကြတော့နှုတ်လက်ဖြစ်ပါတယ်เนาะ ဟုတ်ပါပြီအဲ့ဒါဆိုလို့ရှိရင်လာဒီချေရုကလေဒီနှုတ်ကိန်းနဲ့နှုတ်လက်ကိုပြန်ပေါင်းရင်ဘာရမလဲတစ်ချက်လောက်ကြည့်ရအောင်ဟိနှုတ်ကိန်းနှုတ်လက်ကဘယ်လောက်လဲ35နှုတ်ကိန်းကဘယ်လောက်လဲကို35နဲ့ကိုနဲ့ပေါင်းကြည့်ရအောင်ဟိတရုတမလို့ရင်35အပေါင်းကို35အပေါင်းကိုဆိုတော့အာ35ကိုဒီချေက ဘယ်လောက်ခွဲလဲဆိုရင်10နဲ့9နဲ့ခွဲလိုက်ပါပြီအဲ့တော့9က10ဖြစ်ဖို့9ရဲ့တက်ပေးလိုက်မှာပေါ့နော်9ရဲ့တက်ပေးလိုက်တော့၄ကျန်ပါမယ်အဲ့တော့ဒီ10နဲ့9နဲ့က10ဖြစ်သွားပါပြီ10နဲ့10နဲ့ဆိုတော့20 20ရဲ့4ရဲ့ဆိုတော့24ပါရှင့်အဲ့တော့နှုတ်လက်နဲ့နှုတ်ကင်ကိုပြန်ပောင်းရင်တရုတ်တို့တွေဘာရပါသလဲ24အဲ့ဒီ24ကဘာကိန်းလဲတိကိန်းပြန်ရတာပေါ့ဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်ဒီခြေရုပ်ကညီမြချင်းကအနှုတ် ်ညီမြခြင်းအဲ့ဒီအနှုတ်ညီမြခြင်းကိုတီချေတို့က ပြန်ပြီးတော့မှပေါင်းလိုက်လို့ရှိလို့ရှိရင်နှုတ်လက်နဲ့နှုတ်ခင်းကိုပြန်ပေါင်းရင်တီကိန်းပြန်ရပါတယ်နော်အဲ့ဒါကဘာလဲဆိုရင်အပေါင်းနဲ့အနှုတ်ချာမှာဒီအပေါင်းနဲ့အနှုတ်ချာမှာဆက်သွယ်ချက်ရှိလို့ပေါ့အဲ့တော့အပေါင်းနဲ့အနှုတ်ချာဆက်သွယ်ချက်ကိုကြည့်ရအောင်အပေါင်းနဲ့အနှုတ်ချာဆက်သွယ်ချက်ကနှုတ်လက်နဲ့နှုတ်ကိန်းကိုပေါင်းလိုက်ရင်တီကိန်းပြန်ရပါတယ်အဲ့ဒါအပေါင်းနဲ့အနှုတ်ချာမှာရှိတဲ့ဆက်သွယ်ချက်ပဲဖြစ်ပါတယ်အဲ့တော့တီကိန်းနှုတ်ကိန်းနှုတ်လက် ဒီကိန်းက24နှုတ်လက်က9နှုတ်လက်က15 sorry နှုတ်ကိန်းက9နှုတ်လက်က15အဲ့တော့နှုတ်လက်နဲ့နှုတ်ကိန်းကိုပြန်ပေါင်းပါမယ်ရှင်နှုတ်လက်နဲ့နှုတ်ကိန်းကိုပြန်ပေါင်းရင်ဒီကိန်းပြန်ရပါမယ်24 95 24ရမယ်နော်အဲ့ဒီလိုမျိုးလုပ်လို့ရတာက အပေါင်းနဲ့အနှုတ်ရဲ့ဈာမှရှိတဲ့ဆက်သွယ်ချက်ဖြစ်ပါတယ်နော် အဲ့တော့ဒီမှာဒီဘက်ဒီ down light တက်တာလေးကိုတစ်ချက်လောက်ကြည့်ပေးပါ24တက်ကကိုကိုနှုတ်လိုက်လို့ရှင်25ရပါတယ်အဲ့ဒီလိုပဲ25ကိုကိုနဲ့ပြန်ပေါင်းလို့ရှင်24ရပါတယ်နော်အဲ့ဒါကြောင့်မလို့24အနှုတ်ကိုရဲ့အဖြေကိုဒီချေတို့ကအခုလိုမျိုးအပေါင်းနဲ့ပြန်ပြီးတော့မှ chain ကြိုက်လို့ရပါတယ်ရပါလားဟုတ်ပါပြီအဲဆိုလို့ရှိရင်အပေါင်းနဲ့အနှုတ်ကြားကဆက်သွယ်ချက်ကိုတည်တော့ပါပြီလားအဲ့တော့ဒီချေရုကကိုနှုတ်လိုက်တဲ့အနှုတ်ညီမြချင်းလေး အဲ့ဒီညီမြချင်းလေးကမှတ်ကမှုရှိမရှိကိုဒီကျရူကအပေါင်းညီမြချင်းနဲ့ပြန်ပြီးတော့မှချိန်ကန်လို့ရပါတယ်နော်။ Okay အဲဆိုလို့ရှိရင်ဒီကျရူလေ့ကျင့်ခန်းသွားရအောင်ဟဲ့။မိကွန်းနံပါတ်30ကိုသွားပါမယ်။ကွက်လက်ဖြီးပြီးတော့အဖြေများကိုချိန်ကိုက်ပါ။ Okay 35အနှုတ်ခွနဲ့အညီဘလောက်လဲတဲ့။ဒီကျရူသိလား။ မသိဘူးเนาะဟုတ်ပါပြီအဲဆိုလို့ရှိရင်ဒီမှာကျတော့ချိန်ကြိုက်လည်ရင်နဲ့ကွက်လက်အပေါင်းကွက်လက်က35ရပါမယ်အဲ့တော့35ထဲကနေခွနစ်ကိုနှုတ်ကြည့်ကြရအောင်ဒီချေကအကျမ်းမှာထောင်လိုက်မှာနှုတ်ပြပါမယ်ရှင်အဲ့တော့35ထဲကခွနစ်ကိုနှုတ်လိုက်ပါပြီ9ထဲကခွနစ်ကိုနှုတ်လို့များတော့ရှေ့ရချိမယ်32ဖြစ်ဒီဘက်ကို30ရ35နဲ့ဆိုတော့35 35ထဲကနေခွနစ်ကိုနှုတ်ကြရအောင်35ထဲကခွနစ်ကိုနှုတ်လက်သီးလေးကိုဆုပ်လက်သီးထဲမှာခွနစ်ရှိတယ်ခွနစ်ပြီးတော့8 9 10 11 12 13 2345လက်ပနချောင်းထောင်းလိုက်ရလေ8ချောင်းအရှိမာက2ဖြစ်ပါတယ်နော်အဲ့တော့2828ဖြစ်ပါတယ် okay เนาะအဲ့ဒါကိုကျေတို့ပြန်ပြီးတော့မှချိန်ကပ်ကြည့်ရအောင်ချိန်ကပ်မယ်ဆိုရင် no လက်က 28နှုတ်ကိန်းကခွနှစ်28နဲ့ခွနှစ်နဲ့ဒီကျေလို့ပြန်ပေါင်းရပါမယ်28ကိုစိတ်ထဲမှာမှတ်လက်ခွနှစ်ချောင်းထောင်းခွနှစ်28ပြီးသားတော့29 30 31 33 335ဘယ်သူပြန်ရပါသလဲ35ပြန်ရပါတယ်နော်ဟုတ်ပါပြီအဲ့ဆိုနမခခွေးတော့ကြရအောင်ဟဲ့67အနှုတ်9အညီ ဒီကျေတို့ဘာထရမှာလဲကဲထောင်လိုက်တွက်ကြည့်ရအောင်ဟိအကျန်းထဲမှာ61တဲက9ကိုနှုတ်ပါပြီ6ကဘာဖြစ်သွားမလဲ9ဖြစ်သွားပဲဒီဘက်ကို30ရောက်တော့71 71တဲက9ကိုနှုတ်လိုက်တော့ဘယ်လောက်ရပါသလဲနှုတ်ကြည့်ပြပါအောင် ဟုတ်တယ်600ရပါတယ်เนาะ71ထဲက9ကိုနှုတ်လက်သီးလေးကိုစုပ်လက်သီးထဲမှာ9ရှိတယ်စခေါ်ပြီ9ပြီးတော့6 9 8 9 10 71 600ပါတယ်เนาะအရှိက9ကနှုတ်เสียရရှိလားမရှိတော့ပြန်ရေးပါပြီ56 Okay ချိန်ကြရအောင်ဒီကွက်လက်ထဲမှာဘာထည့်ရမလဲမန္တာပေါ်56ဒီကွက်လက်မှာဘာထည့်ရမှာလဲ ငါဟုတ်ပါပြီအဲ့တော့56ကို9နဲ့ပြန်ပေါင်းကြည့်ရအောင်56ကိုစိတ်ထဲမှာမှတ်လား9ကြောင့်ထောင်56ပြီးတော့96ကို58 59ကို60 61တီကိန်းပြန်ရပါသလားရပါတယ်နော်ဟုတ်ပါပြီအဲ့ဆိုနံပါတ်ကငယ်သွားကြရအောင်ဒီချက်ကိုကွက်လက်လေးပဲဖြည့်ပြီးရပါမယ်86အနုတ်18 86ရဲ့နေရာရဲ့နာမည်ကတီကိန်း18ရဲ့နေရာရဲ့နာမည်က နှုတ်ကင်းအဲ့တော့ဒီချေတို့ကနှုတ်လက်ရှာပါမယ်ဒါတို့သမလို့ရေ86ထဲက18ကိုဒီချေနှုတ်ပြပါမယ်နော်ခြေရည်နေရှိကိုနှုတ်လို့ရလားမရဘူးအရှိရနေ30ကြည့်ခွနစ်က6ဖြစ်သွားပါပြီဒီဘက်ကို30ရောက်တော့30နဲ့6နဲ့ဆိုတော့36 36ထဲကရှိကိုနှုတ်ကြရအောင်36ထဲကရှိကိုနှုတ်လက်တီလေးကိုဆုပ်လက်တီထဲမှာရှိရှိရဲရှိပြီးတော့90 71 72 74 55 76ဘယ်လောက်ရတယ်လဲရှင် ်ခြေထဲကနေတစ်ကိုနှုတ်တော့ဘယ်လောက်ရသလဲ9အဲ့တော့နှုတ်လက်ဘယ်လောက်ရပါသလဲ58ဒီချက်လိုမျိုးဘေးမှာလိုက်တွက်လဲရပါတယ်เนาะဟုတ်ပါပြီအားဆိုလို့ရှိရင်ဒီချက်လိုချိန်ကတ်ကြရအောင်တရတမျိုးဒီကွက်လက်ထဲမှာဗားထည့်ရမလဲ yes 58ထည့်ရပါမယ်58နဲ့နှုတ် ကိန်းလေးဖြစ်တဲ့18နဲ့ပေါင်းရင်ဒီကျလို့ဘယ်သူပြန်ရရမှာလဲ86ပြန်ရရပါမယ်ဟုတ်လားမဟုတ်လားကြည့်ရအောင်58နဲ့18နဲ့ဒီကျလို့အကျန်းထဲမှာပေါင်းကြည့်ပါပြီ8နဲ့8နဲ့ပေါင်းတော့ဘယ်လောက်ရလဲ16 6ရေးတင်လိုက်ပါပြီ9နဲ့10နဲ့ပေါင်းတော့6 6နဲ့10နဲ့ပေါင်းတော့9အဲဒါတော့ဘယ်လောက်ရပါသလဲ86တီကိန်းပြန်ရပါသလားရပါတယ်နော်ဟုတ်ပြီနမကကြီးဟဲ့54အနုတ်38 ကဲနှုတ်လက်ကိုရှာရအောင်54တဲ့က38ကို တို့တွေနှုတ်ကြည့်ပါမယ်နှုတ်၄တဲ့ကနေခုနှစ်ကိုနှုတ်လို့ရလားမရတော့30ကြီးငါးကဘာဖြစ်၄ဖြစ်သွားပါပြီဒီဘက်ကိုဘလဲရောက်30ရောက်တော့34 34တဲ့ကခုနှစ်ကိုနှုတ်ရအောင်ဘယ်လောက်ရပါတလဲနှုတ်ကြည့်ပါအောင်အဲ့တော့34တဲ့ခုနှစ်ကိုနှုတ်လက်သီးလေးကိုဆုပ်လက်သီးထဲမှာခုနှစ်ရှိတယ်ခုနှစ်ပြီးတော့8 9 10 11 12 13 14ဘယ်လောက်ရသလဲခုနှစ်ပါရှင် ကြိုက်တဲ့နည်းနဲ့နှုတ်လို့ရပါတယ်နော်လေးတဲ့ကသုံးအောင်နှုတ်တော့ဘလောက်ရလဲဒီအဲ့တော့နှုတ်လက်က18 okay ဒီနေရာမှာ18လို့ရေးပါမယ်ရှင့်အဲ့ဒါကိုချက်တော့ပြန်ပြီးတော့ချိန်ကြိုက်ကြရအောင်ချိန်ကြိုက်မယ်ဆိုတော့ဒီနေရာမှာဘာလောက်ထည့်ပါလဲဟုတ်ပါတယ်18ပါနော်အဲ့တော့18နဲ့38နဲ့ပေါင်းကြရအောင်ပါအဲ့တော့18နဲ့38နဲ့ပေါင်းကြမယ်ဟဲ့9နဲ့9နဲ့ပေါင်းတော့ဘယ်လောက်ရသလဲ ဆက်လေးလေးရစ်တက်ပါပြီတင်းနဲ့တင်းနဲ့ပေါင်းတော့နှစ်နှစ်နဲ့သုံးနဲ့ပေါင်းတော့ငါအဲ့တော့အဖြေက54ပါနော်ရပါပြီဒီကိန်းပြင်ရပါသလားဟုတ်ကဲ့ပြင်ရပါတယ်နော်โอเคအားဆိုလို့ရှင်ဒီချေတို့နံပါတ်7ကိုတွက်ကြရအောင်နံပါတ်7ကပုတ်စာတွက်ပြီးတော့အဖြေကိုချိန်ကိုက်ပါအဲ့တော့ဒီချေတို့ပထမအဆင့်တွက်မယ်ပြီးသွားရင်နောက်တစ်ဆင့်ဘာလုပ်မလဲချိန်ကိုက်ကြမယ်နော်ဟုတ်ပါပြီအားဆိုလို့ရှင်တတို့တမလို့ရစာအုပ်ထဲမှာ7ပုံမှာကာကြည့်လို့တက်ပေးပါရှင့် အဲ့တော့ဒီချက်ကလည်းစာအုပ်ကလေးထုတ်ပြပါမယ်ဒီအဲ့တော့ခုနကနံပါတ်7ကိုဒီချက်တော့ယူလိုက်ပါပြီတွေ့ရပါသလားဟုတ်ပါပြီအဲ့တော့တော်တော်တမလို့ရေနံပါတ်လေးတက်လိုက်ပါ7ပုံမှာကာကြီး โอเคစက်တစ်ပုံမှာကာကြီးကိုဒီချေတို့တွေ့အောင်အလဲကောင်းအမြင်မတားနေတော့เนาะဒီချေတို့ကချိန်ကြိုက်တာပါလုံးမမို့လို့ပါအဲ့တော့မိကုန်းလေးကူပါပြီပုံစံလေးကူပြီ43အနှုတ်ငါတို့တွေထောင်းလိုက်တွေ့ကြည့်ကြရအောင်၄တချောင်းကျော်မင်း43နဲ့ကငါကိုနှုတ်ပါမယ်ရှင်နှုတ်3နဲ့ကငါ့ကိုနှုတ်လို့ရလားမရတော့အရှိရနေချိပါမယ်4ကဘာဖြစ်3ဖြစ်သွားပါပြီဒီဘက်ကို10ရ10နဲ့3နဲ့ဆိုတော့ တော့စက်သုံးထဲကငါးကိုနှုတ်လက်သီးလေးကိုဆော့လက်သီးထဲမှာငါးရှိရဲငါးပြီးသွားတော့6 9 8 9 10 17ဘယ်လောက်ရသလဲ8အဲ့ဒီနှုတ်တာကြိုက်တဲ့အနေနဲ့နှုတ်လို့ရပါတယ်73တဲ့ကဒီကျေတို့9ကိုနှုတ်မယ်ဆိုရင်73ကို10နဲ့3နဲ့ခွဲ10တဲ့က9ကိုနှုတ်လိုက်တော့9ကျန်လာပေါ့အဲ့ဒီ3နဲ့9နဲ့ကမှဘယ်လောက်လဲ8ဆိုလဲရပါတယ်နော်ဟုတ်ပါပြီအဲ့တော့အရှိရ3ကနှုတ်เสียရှိလားမရှိတော့တော့ရမယ်เนาะအဲဆိုရင်ဒီချေတို့ရဲ့ညီမြချင်းကဘာဖြစ်သွားမလဲဟိညီမြချင်းပြန်ရေးမယ်43အနှုတ် 5အညီဘယ်လောက်လဲ38ဖြစ်ပါတယ်เนาะโอเคအဲ့ဒါကိုဘေးမှာပဲချိန်ကြိုက်ပါမယ်အဲ့တော့တအားတို့တမလို့ဒီဘက်ဘေးမှာပဲရေးပါဒီဟာနဲ့တဒန်းနဲ့ဒါမှမဟုတ်လို့ရှင်အောက်တချောင်းမှာရေးပြလို့ရပါတယ်အောက်တချောင်းမှာရေးလိုက်เนาะချိန်ကြိုက်တော့ရပါပြီเนาะချိန်ကြိုက်မယ်ဆိုတော့ဘယ်သူနဲ့ဘယ်သူနဲ့ပါသွားမှာလဲ 天气明天有几度？冬至是哪年？帮我查一查。哎呦，冬至是啊，八月二十二号来报。可冬至是哪年？农历保养，二日。冬至是古哪年？报马没写。 အပေါင်း၈နဲ့9နဲ့ပေါင်းလိုက်တော့ဘယ်လောက်ရလဲ3 3ရေး1 1မှာပြီရှင်3နဲ့1နဲ့ပေါင်းတော့ဘယ်လောက်ရလဲ4 43ကတိကိန်းပြန်ရပါသလားရပါတယ်ရပါတယ်เนาะဟုတ်ပါပြီအားဆိုလို့ရှင်ဒီချေတို့ရဲ့အဖြေမှန်သလားမှသလားမှန်ပါတယ်เนาะဟုတ်ပါပြီအဲ့ဒါလေးကိုဒီချေကိုငင်းပိတ်ပြီးပါเนาะရမလား Okay သဘောပေါက်ပါသလား ပြီးတော့ပြီဆိုလို့ရှိရင်ဒီချေတို့နမတ်ခါခွေတွက်ကြရအောင်ဟိအားလုံးပဲဒီချေကိုနမတ်ခါခွေမိကုန်လေးကူပေးပါရှင်နမတ်ခါခွေအဲ့တော့ခုနကပု္ပ္ပစာမှာခုနကပု္ပ္ပစာမှာဒီချေတို့လေဒီမှာအညီမထည့်နေပဲနဲ့လဲရတယ်နော် ဒီမှာအညီမထင်တဲ့တရားရလာတဲ့အဖြစ်ကိုဒီအပေါ်မှာပြန်ရေးလိုက်ရင်မင်းတို့တွေကအပေါင်းနဲ့အပေါင်းညီမြခြင်းနဲ့အနှုတ်ညီမြခြင်းကြောင့်ဆက်သွယ်ရချက်ကိုပို့ပြီးတော့နားလည်သွားလိမ့်မယ်နော်။ဟုတ်ပါပြီ။အဲဆိုလို့ရှိရင်ဒီချေတို့နမခခွေမိကုန်လေးကိုကြားရအောင်ဟိ။ Yes ခခွေခခွေက52အနှုတ်26 ရမလားအဲ့တော့42ထဲ26ကိုနှုတ်ကြရအောင်ဒေါင်းလိုက်နှုတ်ပါမယ်ရှင်42ထဲက26ကိုနှုတ်ဟုတ်ကဲ့ညထဲ6ကိုနှုတ်လို့ရလားမရတော့ရှေ့ကနေ10ချီ4က3ဖြစ်သွားပါမယ်ဒီဘက်ကို10ရောက်တော့32 32ထဲက6ကိုနှုတ်ရအောင်32ထဲက6ကိုနှုတ်တော့ဘယ်လောက်ရသလဲ32ထဲက6ကိုနှုတ်လက်တီလေးကိုစုပ်လက်တီရဲ့မှာ6ရှိရဲ6ပြီးတော့9 8 9 10 11 12ဘယ်လောက်ရသလဲ ချာအဲ့ဒီနှုတ်တော်ကိုကြိုက်တဲ့နည်းနဲ့နှုတ်လို့ရပါတယ်နော်ဒီချဲရဲ့ online class ကကလေးတွေဆိုလို့ရှိရင်စနစ်ထဲက6ကိုနှုတ်မယ်ဆိုလို့ရှိရင်စနစ်ထဲက6ကိုနှုတ်မယ်ဆိုရင်စနစ်ကို30နဲ့1နဲ့ခွဲပါတယ်30ထဲက6ကိုနှုတ်လိုက်တော့4 4နဲ့1နဲ့ပေါင်းလိုက်တော့6အဲ့ဒီလိုမျိုးတွက်ကြတယ်နော်ဟုတ်ပါပြီမင်းတို့ကတော့တအားလို့တမျိုးကတော့ကြိုက်တဲ့နည်းနဲ့တွက်ပြပါနော်300ကနေနှစ်ကိုနှုတ်တော့ဘယ်လောက်ရလဲ ကြည့်အဲ့တော့ဒီချေတို့ညီမြချင်းလေးပြန်ရေးကြရအောင်40အနှုံး26အညီနှောက်လက် sorry နှုတ်လက်ကဘယ်လောက်ရလဲ36ဖြစ်ပါတယ်အဲ့ဒါကိုဒီချေတို့ချိန်ကပ်ကြပါမယ်ချိန်ကပ်ရင်ဒီအပေါ်အတန်းပုတ်ဆောင်ကူရာရဲ့အတန်းနဲ့အောက်မှာတချောင်းကျော်ပြီးတော့မှအောက် အတန်းအနီမှာချိန်ကပ်တော့လို့ရေးရအောင်ချိန်ကပ်တော့ကဲချိန်ကပ်မယ်ဆိုဘယ်သူနဲ့ဘယ်သူနဲ့ပြန်ပေါင်းရမှာလဲ နှုတ်ကိန်းနဲ့နှုတ်လက် sorry နှုတ်လက်နဲ့နှုတ်ကိန်းတွေကိုပြန်ပေါင်းရပါမယ်အဲ့တော့နှုတ်လက်ကဘယ်လောက်ရတာတုန်းတဆချောက်နှုတ်ကိန်းရဘယ်လောက်လဲ26အညီတိကိန်းရမရဒီကျေတို့ဆန်းစစ်ကြည့်ရအောင်အဲ့တော့ downline လေးပဲမျှောက်ကြည့်ကြမယ်နော်အဲ့တော့ downline မျှောက်မယ်ဆိုတော့တဆချောက်ကို26နဲ့ပေါင်းပါမယ် downline မျှောက်မှာမဟုတ် downline ပေါင်းပါနော် ဆောင်းတဲ့ဆောင်းနဲ့ပေါင်းလိုက်တော့ဘယ်လောက်ရလဲ7နှစ်နှစ်ရည်တစ်တင်ပါပြီရှင်တင်းနဲ့တင်းနဲ့ပေါင်းတော့နှစ်နှစ်နဲ့နှစ်နဲ့ပေါင်းတော့၄ဒါလို့တမလို့ရည်တီဂိန်းပြန်ရပါသလားရပါတယ်၄၀နှစ်အဲ့တော့အပေါင်းနဲ့အနှုတ်နဲ့ဂျာကားဆက်တဲ့ချက်ကိုနားလဲပါသလားရမယ်နော်အဲ့တော့အနှုတ်ညီမြချင်းကိုဒီချေတို့ကချိန်ကပ်ခြင်းဗာပြန်လောက်ရလဲပြန်ပေါင်းရပါတယ်နော်ရမယ်နော်အဲ့ဒီအတိုင်းဒီချေကိုဂငင်နဲ့ဂါကြီးကိုတွက်ပြပါရှင့် ဲ့တော့တီချဲဗီဒီယိုလေးကိုရက်ပြီးတော့ခေါင်းငယ်နဲ့ခါကြီးကိုတွက်ပါတွက်လို့ပြီးသားပြီဆိုမှတီချဲတို့ပြန်ပြီးတော့မှအဲတီချဲတွက်တာလေးကိုပြန်ပြီးတော့ကြည့်ပြီးပါနော်တီချဲဗီဒီယိုလေးကိုရက်လိုက်ပါအောင်ဟိ โอเคတွေ့လို့ပြီးသွားပြီလို့ထင်ပါတယ်အဲ့တော့ဒီခြေကနံပါတ်ကငယ်64အနုံ39ကိုတို့တွေတွေ့ကြည့်ကြရအောင်ဒေါင်းလိုက်တွေ့ပါပြီ64တွေက39ကိုနှုတ်ပါပြီเนาะနှုတ်၄တွေကကိုနှုတ်လို့ရလားမရတော့30ချီ6ကပါဖြစ်5ဖြစ်ဒီဘက်ကို30ရောက်30နဲ့4နဲ့ဆိုတော့14အဲ့တော့14မှာဆိုရင်ဒီခြေအလွယ်နည်းနဲ့တွေ့ကြပါမယ်เนาะ14မှာဆိုရင်30တွေကနေကိုနှုတ်လိုက်တော့1 1နဲ့4နဲ့ပေါင်းလိုက်တော့အဖြေက5ပေါ့ ော့ရမလားဒါမှမဟုတ်ရင်လည်းငကုပုံစံအတိုင်းဆိုရင်၁၄ထဲကကိုကိုနှုတ်လက်သီးလေးကိုဆိုလက်သီးထဲမှာကိုရှိရဲ့ကိုပြီးွားတော့၁၀၁၁၁၂၁၃၁၄၁၅ဟုတ်ပါဘူး၁၄အဲ့တော့လက်ဗနချောင်းထောင်လိုက်ရလဲ၅ချောင်းရပါပြီနော်၅ရက်နေတစ်ကိုနှုတ်တော့ဘယ်လောက်ရလဲ၄โอเคညီမြချင်းပြန်ရအောင်ဟိတ် ။မိညာချင်းက64အနုံ19အညီ45ဒီကင်းရဘသူလဲ64နှုတ်ကင်းရဘသူလဲ19နှုတ်လက်ကဘသူလဲ45အဲ့ဒါကိုချိန်ကြိုက်ကြရအောင် ရေးပါမယ်ချိန်ကြိုက်တော့အဲ့ဒီချိန်ကြိုက်တော့ကအောက်မှာရေးပြီးတော့တွက်လဲရတယ်နော် ခြေကတော့ဘေးမှာကြည့်လို့ရအောင်လုပ်လိုက်ပါပြီ။ချိန်ကြိုက်တော့အဲ့တော့ဘယ်သူနဲ့ဘယ်သူနဲ့ပြန်ချိန်ကြိုက်မှာလဲ။နှုတ်လက်နဲ့နှုတ်ကိန်းတွေကိုပြန်ပေါင်းပါမယ်ရှင်။နှုတ်လက်က45နှုတ်ကိန်းက39အညီတိကိန်းရမရတို့တွေမသိသေးဘူးဟိတ်။ဒေါင်းလိုက်တွေ့ရအောင်45ကို39နဲ့ပေါင်းပါမယ်ရှင်။ကဲပေါင်းပါမယ်။9နဲ့9နဲ့ပေါင်းလိုက်တော့ဘယ်လောက်ရလဲ။ ဆက်၄အဲ့တော့9က30ဖြစ်ဖို့တက်လို့ရဲ9ရဲ့ကနေတက်ပြီးလိုက်တော့30အဲ့တော့9ကတက်ပြီးလိုက်တော့4ကျန်တယ်30 4ရဲ့ဆိုတော့ဆက်၄၄ရစ်တက်တင်ပါတယ်ရှင်တက်နဲ့4နဲ့ပေါင်းတော့9 9နဲ့တက်နဲ့ပေါင်းလိုက်တော့ဘယ်လောက်လဲ6အဲ့တော့ဒီချေတို့အဖြေက64ဒါရုသမလို့ရေဒီဘက်ကညီမြချင်းနဲ့ဒီဘက်ကညီမြချင်းနဲ့ဒီဘက်ကညီမြချင်းကိုတစ်ချက်လောက်ကြည့်ပြပါအောင်အပေါင်းနဲ့အနှုတ်ကြားကဆက်သွဲချက်မှန်ရဲ့လား ီဘက်ကညီမြချင်းနဲ့ဒီဘက်ကညီမြချင်းဒီဂိမ်းလေးပြန်ရရလားကြည်ကြည်ပါအောင်ဟိရပါတယ်เนาะရတယ်ဆိုရင်ဒီချေတို့တွေ့ထားတာမှန်ပါတယ်ရှင်အဲဒါဆိုရင်ဒီချေတို့တတို့တမလို့ရောမှန်ရလားလို့တစ်ချက်လောက်စစ်ပေးပါအောင်เนาะအဲ့တော့နံပါတ်ကငယ်ပြီးသားတော့ခကြီးကိုသွားကြရအောင်ဟိနံပါတ်ခကြီး ။နံပါတ်ကကြီးကပုတ်စာကူပြီး83အနှုန်း၈တို့တွေတောင်းလိုက်တွက်ပါပြီ။83နဲ့ကနေဘာလို့မှလဲ၈ကိုနှုတ်ကြရအောင်ဟိ ှုတ်လိုက်တော့300ရှိကိုနှုတ်လို့ရလားမရတော့30ချီခုနှစ်ကဘာဖြစ်6ဖြစ်ဒီဘက်ကို30ရ30ရ3ရဆိုတော့73 73နှစ်ကရှိကိုနှုတ်ပါမယ်ကြိုက်တဲ့နီးနဲ့နှုတ်ပါ73နှစ်ကရှိကိုနှုတ်တော့73ကို30နဲ့3နဲ့ခွဲလိုက်ပါတယ်30တဲ့ကရှိကိုနှုတ်လိုက်တော့နှစ်ကျန်နဲ့နှစ်နဲ့3နဲ့ဆိုတော့ဒူရီဘယ်လောက်ရလဲငါဒါမှမဟုတ်လေ73နှစ်ကရှိကိုနှုတ်လက်တီးလေးကိုဆော့လက်တီးထဲမှာရှိရှိရရှိပြီးတော့9 30 71 73အဖြစ်ငါ6ကနှုတ်စရာရှိလားမရှိတော့6 ဟုတ်ပြီညီမြချင်းပြန်ရည်ပြီးဟိ83အနုံ6အညီ65ရပါတလားရပါတယ်เนาะအဲ့ဒါကိုဒီချေတို့ဒီဘက်မှာချိန်ကြိုက်ကြရအောင်ရေးပါမယ်ချိန်ကြိုက်တော့ကဲချိန်ကြိုက်မယ်ဆိုရင်ဘယ်သူနဲ့ဘယ်သူနဲ့ပြန်ပေါင်းရမှာတော့နှုတ်လက်နဲ့နှုတ်ကိန်းနဲ့ပြန်ပေါင်းရအောင်နှုတ်လက်က65နှုတ်ကိန်းက 8ဖြစ်ပါတယ်65ကို8နဲ့ပေါင်းကြရအောင်ဟိဒေါင်းလိုက်မပေါင်းမဲ့ဒီတိုင်းပေါင်းတာတော့ရပါတယ်ဒါပေမဲ့ဒီချက်ပုံစံတူတူဖြစ်အောင်လို့ဒေါင်းလိုက်၄ပဲပေါင်းပြီပဲเนาะ65ကို8နဲ့ပေါင်းလိုက်တော့9နဲ့8နဲ့ပေါင်းလိုက်တော့ဘယ်လောက်ရလဲ9က8က10ဖြစ်ဖို့အတွက်2လိုတယ်9ရက်က2ပြေးလိုက်ပါတယ်10ဖြစ်သွားပြီ9ကဘယ်လောက်ကျန်လဲ3ကျန်ပါတယ်အဲ့တော့10ရဲ့3ရဲ့ဆိုတော့73 ဟုတ်ပြီနော်73ဆိုတော့3ရေးတက်တင်ပါပြီရှင်အဲ့လိုမဟုတ်လဲ9နဲ့10နဲ့ပေါင်မယ်မရှိကိုစိတ်ထဲမှာမယ်လ9ချောင်းတောင်ရှိပြီးတော့90 71 72 73 3ရေးတက်တင်ပါရဲ့နော်6နဲ့10နဲ့ပေါင်လိုက်တော့9အဲ့တော့90တော့ညီမချင်းနှစ်ခုကိုပြန်ပြီးတော့မှဆန်းစစ်ကြည့်ပါဟိတီဂိန်းလေးပြန်ရလေလား 83အနှုတ်8အညီ65 65အပေါင်း8အညီ83ဒီကိန်းပြန်ရပါသလား83 83ရရဲဆိုလို့ရှိရင်မှတ်သားပါပြီရှင် KR ဆိုလို့ရှိရင်တာရုတမလို့ဒီခြေရုကဒီနေ့ဒီအနှုတ် တင်ငန်းစာရဲ့အနှုတ်တင်ငန်းစာ၁ရဲ့နောက်ဆုံးအပိုင်းလေးဖြစ်တဲ့ချိန်ကြိုက်ခြင်းเนาะအပေါင်းနဲ့အနှုတ်ကြောင့်မှရှိတဲ့ဆက်သွယ်ချက်ကိုဒီကျေတို့လေ့လာခဲ့တာဖြစ်ပါတယ်။အဲ့ဒီနီးနဲ့အပေါင်းနဲ့အနှုတ်ကြောင့်မှရှိတဲ့ဆက်သွယ်ချက်နဲ့ဒီကျေတို့ကအနှုတ်နီးများခြင်းတစ်ခုကိုကိုတွက်ထားတဲ့အဖြေကမှန်လားမမှန်လားဆိုတာကိုဒီကျေတို့ချိန်ကြိုက်လို့ရပါတယ်เนาะ။ရမယ်เนาะ။အဲဆိုရင်နောက်ထပ်ဗီဒီယိုလေးမှာဒီကျေတို့လေ့ကျင့်ခန်းလေးတွေဆက်သွားကြရအောင်။ Okay နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်เนาะ။တဒါ